င်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းတရားစီရင်ရေးမတိုင်းမီတရက်လိုဒါကား၌ပောက်ကွဲမှုများစတိုက်ဖြစ်ပွားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့တနင်္ခနွေနေ့မှာဘင်္ဂလားဒေ့ရှ်မြို့တော်သာကာမှာဘုံပေါက်ကွဲတံထွေစတိုက်ကြားခဲ့ရပြီးမြို့တော်နဲ့အခြားဒေသတွေမှာညာတွင်ချင်းလုံခြုံရေးတင်ကြမှုတွေချထားခဲ့ရကြောင်းရဲတွေကဆိုပါတယ် ပောက်ကွဲမှုတွေကြောင့်ဖြစ်ရာထိထိခိုက်ဆုံးရှုံးမှုတွေတော့မသိရသေးပါဘူး။ယခင်နေ့တွေကရုံရင်ဆန့်ခတ်ဖြစ်နေတဲ့ဂျာကာနေယခုပောက်ကွဲမှုတွေကြောင့်တင်းမာမှုပုံမြင့်တက်လာပါထိ။ယမန်နှစ်ကဆန္ဒပြပွဲများမှာ အကြမ်းဤသုံးခဲတဲ့အပေါ်ပါဝင်ပတ်တန်နေတဲ့ဝင်းကြီးချုပ်ဟောင်းရှိဟာစီနာနဲ့တထောင်နှစ်ဦးကိုတနင်္လာနေ့ကတရားစီရင်ချက်မချမီတရက်အလိုမှဖြစ်ပွားခဲ့တာလည်းဖြစ်ပါထိ။ သူ့အခွင့်အရေးအပေါ်ပြစ်မှုများကျူးလွန်ခဲ့တဲ့အတွက်ဟာစီနာကိုဒါကမှအထူးတရားရှုံးတစ်ခုကတနင်္လာနေ့မှာတည်ထောင်ချမှတ်ခဲ့ပါအထိဒီတရားရှုံးက အသက်88နှစ်အရွယ်ဟာစီနာကိုအိန္ဒိယပြန်လာပြီးတရားစီရင်မှုကိုရင်ဆိုင်ရန်ညွှန်ကြားထားပါအထိရမန်နှင်းចောင်းသားဆန္ဒပြပွဲမှာရဲရင်အဖြစ်အကြမ်းသုံးဖြေရှင်းဖို့အမိန့်ချခဲ့တယ်လို့စွပ်စွဲခံထားရပါအထိ ဘင်္ဂလားဒေ့ရှ်ပြည်ထောင်ရေးဝန်ကြီးဟောင်းလဲတေတံချမှတ်ခံရကဘင်္ဂလားဒေ့ရှ်ရဲ့တပ်ဖွဲ့စုံစမ်းစစ်ဆေးရေးမှုချုပ်ဟောင်းလဲထောင်ဒဏ်၅နှစ်ချမှတ်ခံရပါတယ်လို့သိရပါတယ်ရှင်။